လူသက်သာ channel ကနေပြီးတော့နောက်ဆုံးရဒေါ်လာရေးသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ KNU တပ်မှငါထိန်ချုပ်နယ်မြေဖာပုံကိုထုတ်သိစင်ဖို့စစ်ကောင်စီတပ်ကပြင်ဆင်နေတယ်လို့သိရပါတယ်။နောက်နိုင်ရကန်စခန်းသိမ်းတိုက်ခံပြီးတဲ့နောက်မှာရွာတွေကိုစစ်တပ်ကမိရှုပ်ပြီးတော့ဒီလေကြောင်းကနေလည်းပုံကျဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ နောက်ပြီးတော့ဒီရွှေကျင်ခမရ968တရင်ကိုလက်နက်ကြီးစနိုက်ပါတို့နဲ့အွန်လိုင်းတပ်တွေကတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ပြီးတော့ဒီစစ်ပေးရှောင်နေရတဲ့မြန်မာဒုက္ခသည်တွေကိုလှူဒန်းပေးဖို့နှုတ်ဆက်ပွဲမှာ ပြောထားတဲ့မြန်မာကုံဆောင်အောင်လအင်ဆန်ရဲ့တရင်ကိုလည်းတင်ပြပါမယ်။ပြီးတော့နမ်ဆန်ကဘုံကျဲတိုက်ခိုက်မှုမှာကလေး2ဦးပွဲချင်းပြီးတည်ဆုံသွားပြီးတော့5ဦးထိခိုက်ဒဏ်ရာရတယ်လို့လဲဆိုပါတယ်ခင်ဗျာပြီးတော့အယောက်တွေတိုင်းရေကြီးမြို့နယ်ကရွာသူရွာသားတွေဟာဒီ ထောက်ခံစာပါမှဈေးဝယ်ခွင့်ပေးတယ်လို့သိရပါတယ်ဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးသတင်းအနေနဲ့တင်ဆက်ရမယ်ဆိုရင်တော့ KNU တပ်မဟာ9ကဖားပွန်ဒေသကစီးရီးသတင်းကိုတင်ဆက်လိုပါတယ်ကရင်ပြည်နယ်ဖားပွန်ကမမောင်းလမ်းပိုင်းတစ်လျှောက်ကိုဒီပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ဖားပွန်စစ်ပြူဟာစီတက်ကူပေးဖို့အတွက်ဒီစစ်ကောင်စီတပ်ကကရင်လက်နက်ကင်အဖွဲ့တွေဖြစ်ကြတဲ့ကရင်နယ်ခြားတောင်တပ် BGF နဲ့ ခွဲထွက် DKBA တို့ရဲ့အကူအညီကိုရယူပြီးတော့ KNU တပ်မ9ကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်ခင်ဗျာဒီလက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူဒီ BGF ဘူပီဥဆောင်တဲ့ခွဲထွက် DKBA တပ်တို့ဟာကမာမောင်းကတိုင်တိလမ်းပိုင်းကဝါတူကျေးရွာမှာအထိုင်ချနေထိုင်ပြီးတော့အဲ့ဒီကတိုင်တိဖပုံဘက်ကိုဥတီစစ်ကြောင်းထုတ်ဖို့စီစဉ်နေတာလို့တပ်မ9ကပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစော့ကလေတို့ကပြောပါတယ်ခင်ဗျာ ဒီပြီးခဲ့တဲ့စက်တင်ဘာလကွန်ပိုင်းကကတိုင်တီဘက်ကိုတက်လာတဲ့စစ်ကောင်စီတပ်ခွဲထွက် DKPA BG ရဲ့ပူးပေါင်းတပ်တို့ကို KNU တပ်မှ၅ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ဗိုလ်မှူးကြီးစောက်ကလေးတို့ကပြောပါတယ်။ဒီအခုထိတော့ သူတို့အဲ့ဒီဝါဒူရွာမှာပဲပြန်ပြီးတော့ထိုင်ချနေတယ်အပေါ်ကတိုင်တီကို တက်မလာသေးဘူးလို့ဗိုလ်မှူးကြီးစောက်ကလေးတို့ကဆိုပါတယ်။ ဒီ KNU တပ်မငါထိန်ချုပ်ထားတဲ့ဖပွန်ကတိုင်းတီလမ်းပိုင်းတစ်ချောင်းမှာရှိတဲ့တောင်သုံးလုံးဆင်ဆွဲမထော့ကူးစိတ်ဆတဲ့တပ်စခန်းတွေကိုပြန်လည်သိမ်းယူပြီးနယ်မြေစွန်းမှုနိုင်ဖို့နဲ့ဖပွန်အခြေစစ်ပြူဟာစီတက်ကူပေးဖို့နိုင်ဖို့အတွက်စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကထူးဆစ်ဆင်ဖို့ပြင်လာတာလည်းဖြစ်ပါရယ်ခင်ဗျာဒီကတိုင်တီစကန်းကိုတော့ပြီးခဲ့တဲ့ဇူလိုင်လပိုင်းကတည်းကဒီစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီးတော့တပ်ဆွဲထားပါရယ် ဒီစစ်ကောင်စီတပ်ဟာကရင်ပြည်နယ်အတွင်းက၄ကီကောမြို့သစ်အပါအဝင်ဖားပုံကမမောင်းလန်းပြီးတော့ကျုံတို့နဘူးလန်းကော့ကရစ်ဂျိုင်းစိတ်ကြီးလန်းနဲ့ဂျိုင်းစိတ်ကြီးဖျားသုံးသူလမ်းပိုင်းတွေကိုအပြည့်အဝပြန်လည်ဆိုးမှုထိန်းချုပ်နိုင်ရေးအတွက်ဒီကရင်လက်နက်ကင်အဖွဲ့တချို့ရဲ့အကူအညီနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီနိုင်ရကစကန်တိုက်ခိုက်ခံပြီးတဲ့နောက်မှာ ဒီကြေးရွာတွေကိုစစ်တပ်ကမီးရှို့ပြီးတော့လေတပ်ကလည်းပုံကျဲတိုက်ခိုက်နေပါတယ်။စီရင်တရင်ရင်မြစ်တူပြောပြတာကဒီမီးလက်ရွာကိုစစ်တပ်ကဝန်ရောက်မီးရှို့တာဒီတရက်နှစ်ပဲရှိပါပြီ။ဒီကြံတဲ့ရွာတွေကိုတော့လေရင်တွေနဲ့ပုံဇက်တိုက်ကျဲတာတွေရှိပါတယ်လို့ပြောပြပါတယ်ခင်ဗျာ။ဒီရခိုင် မကွေးအဆက်ကြားရှိရိုးပေါ်မှာရှိတဲ့ငဖဲပိုင်မီးလက်ရွာကိုမီးရှို့ပြီးတဲ့နောက်နောင်ရွာကုတ်ကြီး ပစီပပဲစတဲ့ကြေးရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတာလို့၎င်းကပြောဆိုပါတယ်။သူပြောတာကမနေ့ကနေရောညပါဘုံကျဲတိုက်ခိုက်တာအခုဘုံကျဲရင်ဇက်တိုက်ချတာတရက်ကိုအလုံး90လောက်မကကြားရတယ်။မနေ့ကညအချိန်ကလေးကဒီဘုံဇက်တိုက်ကျဲချတာကြားတယ်။နောင်ရွာပပဲနဲ့စုစုပေါင်းအနည်းဝန်းကျင်၄ရွာလောက်ရှိမယ်။အထီးခိုက်အပျက်စီးတော့မသိရသေးဘူးလို့ပြောပြပါဗျာ။ ကုန်ကြီးပပဲရွာအနီးနားဝင်းကျင်ကိုမနေ့ကအော်တိုဘာလ3ရက်နေ့နေရောညပါဝိုင်တွဲ့ဂျက်ဖိုက်တာဒရုန်းတွေနဲ့ဒီဘုံကျက်တက်ခိုက်ခဲ့တယ်လို့ဒီတခြားစီးရီးသတင်းရင်းမြစ်တူကလည်းနေရင်စရာသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီဒါပြင်ငဖဲမျိုးနဲ့အပိုင်းမှာရှိတဲ့ယူဘော်ယူအောက်မှာရှိတဲ့ဒီဂျေးရွာတွေဘက်ကလည်းဘုံကျက်တက်ခိုက်တာတွေလက်နေကြီးပြက်ကတ်တာတွေလုံနေတာကြောင့်ဒီသားကတချို့ထွက်ပြေးတိမ်းချောင်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒီအကြံဖက်စစ်တပ်ဘက်ကအင်အားရာနဲ့ချီစစ်ကြောင်းတွေရိုးပေါ်ကိုထိုးတက်လာတဲ့အတွက်ရိုးပေါ်မှာတိုက်ပွဲဆက်ရှိနေကဒီလေကြောင်းပစ်ကူကိုအဓိကထားပြီးတိုက်ခိုက်နေကြတယ်လို့လည်းသိရပါတယ်။ဒီအမ်ဘရန်လမ်းပိုင်းပေါ်မှာချင်းနဲ့တောင်ပေါ်ရခိုင်လူမျိုးတွေနေထိုင်ကြတဲ့ဒီဇာတက်ကူရွာ၊ဆုံကုန်းရွာ၊ပြန်ကြည့်ရွာ၊စပြုံးရွာ၊မြေလတ်၊ဂုတ်ကြီး၊နတ်ကြီးကန် စွန်တဲ့လင်းတဲ့တုံးကြီးမထုံကမြင့်ကန်စတဲ့ရွာတွေမှာရှိကြပြီးတော့အများစုမှာစစ်ဘေးရှောင်သွားကြပြီလို့သိရပါတယ်ခင်ဗျာ။ဒီနောက်ကရင်ဘက်ကသတင်းတစ်ခုကိုဆက်ပြီးတင်ပြလိုပါတယ်။ဒီအဲ့ဒါကတော့ဒီပဲခူးတန်းရွှေကျင်မြို့နယ်အကြံဖက်စစ်ကောင်စီရဲ့ခမရ998တပ်ရင်းကိုလက်နက်ကြီးစနိုက်ပါတွေနဲ့နေစဉ်ဒီပါပြစ်ခတ်တိုက်ခိုက်တာမှာစစ်တပ်ကတေဆုံးထိခိုက်တာတွေ များပြီးတော့တေဆုံးစစ်သားတချို့ကိုလည်းတရရင်အနီးမှာပဲမြေမြုပ်တကြိုထားတယ်လို့ပကိုးခင်ရင်ပကဖတ် တာဝန်ရှိသူတူကဒီရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုထားပါတယ်ဒီအော်တိုဘာလ၂ရက်နေ့ရွှေကျင်မြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ998တရင်ကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာမှာစစ်သား၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဒီစင်ရွာစေးရုံကိုတည်ဆောင်သွားပါတယ် လာတူပဲအဲ့ဒီတက်ရင်စကန်းကိုနေ့စဉ်နေပါလက်နက်ကြီးစနိုက်ပါတွေနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာစစ်သားတွေတေဆုံထိခိုက်မှုရှိပြီးတော့အဲ့ဒီတေဆုံတဲ့စစ်သားတချို့ကိုတက်ရင်အနီးမှာပဲမြေမြုပ်ပြစ်လိုက်ကြတယ်လို့သိရပါတယ်ခင်ဗျာအော်တိုဘာနေနေကတိုက်ခိုက်ခဲ့လို့ဒဏ်ရာ2ဦးနောက်ဆက်တွဲသတင်းကတော့အတိမပြုတ်နိုင်သေးဘူးအဲ့ဒီတက်ရင်ကိုလက်နက်ကြီးနဲ့စနိုက်ပါတွေနဲ့နေ့စဉ်နေပါတွားချနေတာ ိဆုံးတာတွေများပါတယ်လို့ဘကုခင်ပကဖကတာဝန်ရှိသူတို့ကလည်းဒီရန်ကုန်ခေတ်သတင်းဌာနကိုပြောပါတယ်အဲ့ဒီလိုတိဆုံးစစ်သားတွေတရင်အနီးမှာမြေမြုပ်ပြစ်တာကိုယခုရပိုင်းအတွင်းမှာလက်နက်မဲ့လင်းဝင်လာတဲ့စစ်မှုရန်တပ်သားတွေကလည်းအတီးပြုပြောဆိုပါတယ်အကြံပေးစစ်ကောင်စီရဲ့ခမရ998တပ်ရင်းကို KNL တပ်ရင်းခွန်နဲ့ပူးပေါင်းလို့ဘကူးခရိုင်ပကဖလက်နက်ကြီးတပ်ဖွဲ့ကဝလက်နက်ကြီးတပ်ဖွဲ့တို့က တက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာနောက်သတင်းတစ်ခုကတော့အခုဒီကနေ့မှာ အနိုင်ရရှိတဲ့ဒီအောင်လအင်ဆန်းကဒီစစ်ဘေးဒုက္ခသည်တွေကိုကူညီကြဖို့တိုက်တွန်းပြောဆိုသွားပါတယ်ဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာအော်တိုဘားလ၄ရက်နေ့ကကျင်းပတဲ့15 night ပွဲစဉ်မှာမြန်မာကုံဆောင်ဗာမီပိုက်တွန်ကချင်တိုင်းရင်းသားအောင်လအင်ဆန်က သူ့ရဲ့အာကစားသမားဘဝပြိုင်ဘက်ရဲ့နောက်ဆုံးဘွဲ့အဖြစ်ဆွီဒင်ဖိုက်တာကိုဒီဒုတိယအချိန်မှာပဲလက်ထိုးနိုင်ယူခဲ့ကပြိုင်ဘွဲ့ပြည့်တဲ့နောက်မှာအောင်လအင်ဆန်ကမြန်မာပြည်မှာစစ်ဘေးရှောင်နေရတဲ့ဒုက္ခသည်တွေကိုလှူဒန်းပေးဖို့ပြည်သက်ကိုအခုလိုမေတ္တာရက်ခံတကားပြောခဲ့ပါတယ်။သူပြောတာကဒီနေရာမှာရှိတဲ့လူတိုင်းကိုရောမြန်မာပြည်မှာရှိတဲ့လူတိုင်းကိုပါကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်။ ကျေးဇူးပြုပြီးတော့တင့်မာပူရှန်တဲ့ငွေကြေးလေးတွေရှိမယ်ဆိုရင်ပြည်တွင်းနေရထွန့်ခွာထွက်ပြေးရသူ IDP တွေအတွက်လှူဒန်းပေးပါ IDP တွေကိုကျေးဇူးပြုပြီးကူညီပေးကြပါခင်ဗျာလို့သူကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဒီလိုမျိုးနှုတ်ဆက်ပွဲမှာဆန်းဆောင်ရေပြပြီးတော့အနိုင်ရခဲ့တဲ့အတွက် One Champion ရှစ်ကနေပြီးတော့အောင်လအင်စံကို American Dollar 9000စုချင်းဝင်ထပ်မံချိမင်းခဲ့ပါသေးတယ် ဒါ့အပြင်ဝမ်းချက်ပြန်ရှင်းတာဝန်ရှိသူတွေကအွန်လိုင်းအင်ဆန်းခါ၎င်းတို့ရဲ့ live heavyweight နဲ့ middleweight တန်းတို့မှာကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွန်ဖြစ်ခဲ့တဲ့သမိုင်းကိုပြန်လည်အသိမှတ်ပြုပြီးတော့ဒီဂုံတူးဆောင်အဖွဲ့ဝင်တူဦးဖြစ်တရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်အွန်လိုင်းအင်ဆိုင်အနေနဲ့ဒီပွဲမတိုင်ခင်ဝမ်းချန်ပီယံရှစ်မှာ၁၉ပွဲကစား၁၄ပွဲအနိုင်ရရှိထားသူဖြစ်ပြီးတော့အခုပွဲအနိုင်ရလိုက်တဲ့အတွက်သူစုပေါင်း၅ပွဲ၅ပွဲကိုရရှိသွားခဲ့တာဖြစ်ပါတယ် ဒီမြန်မာကုန်ဆောင်အောင်လာအင်ဇန်ဟာလက်ထိုးအနိုင်စုချင်းငွေနဲ့အမြင့်ဆုံးကုလူဆောင်ဘွဲ့ကိုတပြိုင်နက်တည်းရယူပြီးတော့သူ့ရဲ့အကစားတမဘွားကိုလှပစွာနှုတ်ဆက်ထွက်ခွာသွားနိုင်ခဲ့ပါတယ်ခင်ဗျာ။ကဲနောက်ရှမ်းမြောက်ကဒီနယ်လေးထိန်းချုပ်ထားတဲ့နမ်ဆန်မြို့ကိုစစ်ကောင်စီကဘုံထက်ကျဲသွားပြန်ပါတယ်။ဒီတန်းတက် PSLF DNL ထိန်းချုပ်ထားတဲ့နမ်ဆန်မြို့နယ်ဒီဇေတုံဟုံးရွာထဲမှာ ဒီစစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်2ဦးပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။ဒီနေ့အော်တိုဘာလ4ရက်နေ့နေ့လယ်12နာရီကျော်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာအုံပြုပြီးတော့ပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒီအနီးဝန်းကျင်မှာရှိတဲ့ကလေး6ဦးအပါအဝင်9ဦးထိမှန်ဒဏ်ရာရှိသွားတယ်လို့ဖြစ်စဉ်သိရှိသူတူကရွှေဖီမြေတရင်ဌာနကို ပြောဆိုထားပါတယ်။ဒီသူပြောတာက တည်သွားတာကကလေးတွေပဲကလေးနှစ်ယောက်တည်သွားတယ်ဒဏ်ရသွားတာကတော့ကလေး6ယောက်နဲ့လူကြီး3ယောက်ယောက်ျားမိန်းမအဲ့လိုမခွဲခြားရသေးဘူးလို့ပြောပါတယ်စစ်ကောင်စီကြဲကြခဲ့တဲ့ဘုံနှလုံးတဲကတလုံးဟာဇဲတုံဟုံးကြေးရတဲ့ကကြာရောက်ပေါက်ွဲတာဖြစ်ပြီးတော့နောက်တလုံးကတော့ဇဲတုံဟုံးနဲ့ဒီဇဲပန်ကောက်ကြားမှာကြာရောက်ပေါက်ွဲတာဖြစ်ပါတယ်ဒီလူတိကြိုက်တာအပြင်နေအိမ်သုံးလုံးထက်မနည်းလဲထိမှန် ပစ္စည်းခဲ့တယ်လို့လည်းသိရပါတယ်ဒီအော်တိုဘာလနဲ့တုန်းကလည်းစစ်ကောင်စီကအရသားတွေနေထိုင်တဲ့နမ်မတူမြို့ရက်ကွက်ရှစ်တဲကိုပေါင်900ဘုံတလုံးကျစ်ချတိုက်ခိုက်တာကြောင့်စစ်ဆောင်သူ3ဦးအပါဝင်4ဦးသေဆုံးခဲ့ပြီးတော့9ဦးကအပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ဟာကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာတီဘောမြို့ကိုပါပြန်လည်သိမ်းပိုက်ဖို့ဇက်လက်ထိုးစစ်ဆင်နေပြီးတော့တီအန်အယ်ထိန်းချုပ်ထားတဲ့တီဘောနမ်ဆန်မန်တုံနမ်တူစတဲ့မြို့တွေကိုဘုံကျဲတိုက်ခိုက်တာတွေ ဇက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်ခင်ဗျာ။နောက် EAW တိုင်းရေကြီးမြို့နယ်ကတည်င်းတစ်ခုကိုဆက်ပြီးတင်ပြခြင်းပါတယ်။တိုက်ပွဲရှိနေတဲ့ EAW တိုင်းရေကြီးမြို့နယ်တွေကကြေးရွာတချို့မှာဈေးဝယ်ဖို့အတွက်ထောက်ခံစာပါမှသွားခွင့်ပေးပြီးတော့ထောက်ခံစာတစ်စောင်းကိုစစ်ကောင်စီခန့်ကြေးရွာအုပ်ချုပ်ရေးမှူးကကြက်တပေါင်းတောင်းတယ်လို့ဒေသခံတွေစီကနေပြီးတော့သိရပါတယ်ခင်ဗျာ။ ဒီရေကြည်မြို့နယ်ညောင်မော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမင်းတော်ကစက်တင်ဘာလတတိယအပတ်ကစတင်ပြီးတော့ရွာသားတွေအနေနဲ့ရေကြည်မြို့ပေါ်နဲ့တခြားဒေသတွေကိုသွားရောက်ပြီးတော့ဘယ်ကုန်ပစ္စည်းမဆိုဝယ်ယူလို့ရင်ဈေးဝယ်ထောက်ခံစာတရွက်ကိုကြက်တပေါင်းကနေပြီးတော့ပေးလို့တာဖြစ်ပြီးထောက်ခံစာမလုပ်ဘဲဈေးဝယ်သွားခွင့်မပေးဘူးလို့သိရပါတယ်ခင်ဗျာ ဒီတက္ကံတယောက်ပြောတာကတော့ဒီထောက်ခံတံမပါပဲဈေးသွားဝယ်လို့အဖမ်းခံရရင်တာဝန်မီဘူးလို့ပြောတာထောက်ခံတံကြတော့တရွက်တပေါင်းအတိအောက်တာဒီရွာကနေရေကြီးဘက်သွားသွားငတိုင်းချောင်းဘက်သွားလောက်ရတာလို့ပြောပါတယ်ထောက်ခံတံမပါပဲဈေးဝယ်ထွက်တဲ့သူတွေကိုစစ်ကောင်စီအုပ်ချုပ်ရေးမှူးနဲ့စစ်ကောင်စီတပ်ပြည်သူစစ်တွေကရွာထိပ်စစ်စည်းကိတ်ကနေပြီးတော့စောင့်ဖမ်းပြီးတော့ငွေကြက်တသိန်းထိတိုင်ရိုက်နေတယ်လို့လည်းဒီတက္ကံတွေကဆိုပါတယ်ခင်ဗျာ ပြီးတော့စစ်ကောင်စီခံအုပ်ချုပ်ရေးမှုမင်းတော်နဲ့အဖွဲ့ဟာရွာသားတွေအပြင်ထွက်ဝယ်ယူလာတဲ့ကုန်ပစ္စည်းမှန်သမျှကိုဖွင့်ပေါက်စစ်ဆေးပြီးတော့ထောက်ကန်စာကြီးနဲ့အပြင်ထွက်ခွင့်ကန့်သတ်ချက်တွေကြောင့်ကုန်ပစ္စည်းအများပြားဝယ်လာရင်လည်း PDF အတွက်ဝယ်လာတာလားလို့မေးပြီးတော့သိမ်းယူနေတယ်လို့သိရပါတယ်ခင်ဗျာ ဒါပြင်မှတ်ပုံတင်ဓမ္မမဟုတ်စမကတ်တွေကိုပါစစ်ဆေးပြီးတော့စစ်ဆေးတာကိုညှင်းဆန်ပြီးတဲ့အရတား၉ယောက်ကိုလည်းစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့ကဖမ်းဆီးရိုက်နှက်စစ်ဆေးဘူးတယ်လို့လည်းသိရပါပါတယ်ခင်ဗျာအော်တိုဘလာ၄ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်